ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှဒေသီအပ်တော်တမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။ ရှင်မသက်ခရွင်ကျန်အခန်းကြီး1ကိုစတင်ပြီးလေ့လာသွားကြရပါတော့မယ်။ကျွန်တော်အထက်ထပ်စကားပလင်ခံခဲ့တဲ့အတိုင်းပဲရှင်မသက်ခရွင်ကျန်ဟာကယ်တင်ရှင်သခင်ခရစ်တော်ရဲ့မျိုးဆက်သမိုင်းအစဉ်အလာကိုပေါ်ပြမယ်ဆိုတာဟာဒီအခန်းကြီး1မှာပေါ်ပြတာကိုတွေ့ရခြင်းပဲဖြစ်ပါတယ်။မျိုးဆက်သမိုင်းအစဉ်အလာကိုသာမဟုတ်သေးပါဘူး။ကယ်တင်ရှင်ခရစ်တော်ဟာအပျိုကညာတဦးရဲ့ခြံကပွားမြင်ခြင်းခံခဲ့ရတယ်ဆိုတာကိုလေဒီအခန်းကြီး1ဟာတသက်ခံသွားပါလိမ့်မယ်။ မျိုးဆက်သမိုင်းကြောင်းကိုလေ့လာခြင်းဆိုတာနဲ့ပတ်သက်ပြီးခေါင်းစဉ်ထိုးတင်ပြရမယ်ဆိုရင်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး1ရဲ့ဖော်ပြချက်ခရစ်တော်မျိုးယိုးဆင်ဆင်းတဲ့ဓမ္မသစ်ကျမ်းတစ်ခုလုံးဟာတမန်ကျမ်းစာတော်မြတ်ရဲ့အင်မတန်ကိုအရေးကြီးတဲ့မှတ်တမ်းပဲဖြစ်တယ်လို့ကျွန်တော်ဆိုချင်ပါတယ်။တမန်ကျမ်းစာအုပ်ကြီးတစ်ခုလုံးရဲ့မှန်ကန်ခြင်းတမန်ကျမ်းစာတစ်ခုလုံးရဲ့တစ္ဆာတရားဟာဒီမျိုးယိုးသမိုင်းအစဉ်အလာရဲ့တိကျမှုပေါ်မှာအများကြီးတည်မှီနေတယ်လို့ကျွန်တော်ပြောချင်ပါတယ်။အဲဒီလို့ ရိုးရိုးစင်စက်သမိုင်းကြောင်းကိုလေ့လာလိုက်ရင်ဒီရှင်မသက်ကျမ်းမှာအခန်းကြီး၁အရာဆိုအပိုင်း၃ပိုင်းခွဲခြားတိုက်တယ်လို့ကျွန်တော်ယူဆပါတယ်။ရှင်မသက်ခရဝင်အခန်းကြီး၁အငယ်၁မှ၆အထိကြည့်လိုက်မယ်ဆိုရင်၁အာဗြဟံမှဒါဝိမင်းကြီးအထိယူဆက်၂ဒါဝိမင်းဤသားတော်ရှောလမုန်မင်းကြီးမှသည်ဘာဗုလုန်နိုင်ငံသို့ဣသရေလလူမျိုးများအားဟန်စီခေါ်ဆောင်သွားခြင်းအထိ ပါဝင်သောမျိုးဆက်နှင့်၃ ဘာဘူးလုံမှပြန်လဲလွတ်မြောက်လာပြီးနောက်ဆုံးမှလက်သမားဆရာတယောက်ဖြစ်တဲ့ယောသတ်အထိဆိုတဲ့မျိုးရိုးအပိုင်၃ပိုင်းခွဲခြားပြီးတွေ့နိုင်လာတယ်။အထူးသတိချက်ထားဖို့အချက်ကတော့အခုဖော်ပြခဲ့တဲ့အမည်တွေကယောသတ်ဆိုတာဟာဓမ္မဟောင်းမှာကျွန်တော်တို့တွေ့ခဲ့ရဘူးတဲ့ကဘာဦးကျန်ဏီကုန်းပိုင်းကယာကုတ်ရဲ့သားအဲကုတ်ထုနိုင်ငံမှာအကြီးအကဲဖြစ်လာခဲ့တဲ့ယောသတ်မဟုတ်ပါဘူး။ပါမန်အညတရသက်သမားဆရာတယောက်ဖြစ်သူယောသတ်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုသတိထားမိကြဖို့ဖြစ်ပါတယ်။ဒါကို နားမှာရောထွေးကုန်ရင်မိတ်ဆွေတို့အတွက်ရှစ်ဆက်ရမယ်တမိုင်းချောင်းဒီမှာအများကြီးအခက်အခဲကြုံနိုင်နေတဲ့သင်အခုလို့ဖော်ပြလိုက်ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာကပ္ပဦးကျမ်းကြီးကိုလေ့လာခဲ့တော့ကအာဗြဟံမတိုင်မီကရှေသရဲ့မျိုးဆက်တွေအာဗြဟံရဲ့နောက်ပိုင်းအာဗြဟံမျိုးဆက်တွေကိုလေ့လာခဲ့ရတော့ဆွေမျိုးတစ်ခုရဲ့ဇာတ်အိမ်ကြီးတစ်ခုလုံးကိုခြုံငုံလေ့လာခဲ့ရတယ်လို့ဆိုတာရှင်းနေပါတယ်အဲ့ဒီဓမ္မသမိုင်းဦးကဆွေမျိုးတို့ရဲ့ဇာတ်အိမ်သူတို့ရဲ့သမိုင်းကြောင်းတွေကိုလေ့လာရတယ်လို့ အခုရှင်မသဲကိုရောက်လာပြန်တော့လေဒီလိုပဲမျိုးဆက်သမိုင်းရဲ့မျိုးဆက်တစ်ခုရဲ့သမိုင်းကိုစပြီးပြိုးဖို့ဖြစ်လာပြန်ပါလေဒီနေရာမှာတခုကျွန်တော်ဝန်ခံနေတာကတော့ကျန်းစာရဲ့အစအဲ့ဒီမျိုးရိုးသမိုင်းကိုဖတ်ရတာဟာတော်တော်လေးတော့ပြင်းစရာကောင်းတယ်ဆိုတဲ့အမှန်တရားပါအကယ်၍ရှင်မသဲကျန်းစာအုပ်ကိုမိတ်ဆွေတရားအုပ်ကိုခမရနည်းနည်းလေးလာကြည့်ပြဆိုပြီးတော့ဒီစာအုပ်ကိုဖွင့်ရသားလေးသာထုတ်ပြကြည့်ပြီးတော့အဲ့ဒီပုံကိုရဲ့မျက်နှာကိုစိစိလေးလာနေလိုက်မယ်ဆိုရင်ဘယ်လိုတွေ့ရမယ်ထင်လဲ ဲ့ဒီပုံကအစပိုင်းနည်းနည်းဖတ်ပြီးတာနဲ့တပြိုင်တည်းဤလေလေဖြစ်လာတာကိုစပြီးတွေ့ရလိမ့်မယ်။အဲ3မိနစ်လောက်ကြာရင်တော့သူ့မျက်နှာပြာနှမ်းနှမ်းဖြစ်သွားပြီးတော့စိတ်ပါဝင်စားမှုမရှိတော့ဘဲနဲ့ဆက်မဖတ်ချင်တာကိုသူ့ပါဇက်ကထုတ်ပြောလာတဲ့အချိန်မိတ်ဆွေမုတ်ချတွေ့ရမှာပါ။ဓမ္မဆရာကြီးတယောက်ရဲ့ဖွင့်ဟဝန်ခံချက်အရဆိုရင်လေဒုတိယကဘာစစ်အတွင်းတွင်းကသူဟာရှင်မသက်ခရစ်ဝင်ကျမ်းကိုလက်ကန်းစာအုပ်ကလေးတွေအဖြစ်ကိုပိုက်ဆံတဲ့ကိုရှောက်ရိုက်ပြီးတော့ရှေ့တန်းကတက်မတော်သားတွေကိုလက်ဆောင်သွားပေးခဲ့တယ်တဲ့။ စစ်သားတွေခမရမှာလည်းအသက်ကိုဖက်နဲ့ထုတ်ပြီးတိုက်ပွဲဝင်နေရတဲ့အချိန်ဒါပေမဲ့တမာကျန်းစာကိုသူတို့လူလူလားလားပဲယူပြီးတော့ဖတ်ကြရှာပါတယ်ဒါပေမဲ့အဲ့ဒီရှင်မသက်ရဲ့မျိုးရိုးသမိုင်းကြီးကိုဖန်ရင်းနဲ့နိနေအနည်းရဲ့အတွင်းမှာပဲဒီကျန်းစာဟာကျွန်တော်အတွက်တော့ဘာမှမနှိပ်ပါဘူးဆရာကြီးရဲ့ဆိုပြီးတော့ရဲ့ငငယ်လေးတွေနဲ့စာအုပ်ကိုပြန်ပြီးတော့အနှံ့ခဲ့ကြတယ်လို့ဆိုပါတယ်တကယ်တော့ဒီလူတွေကိုအပြစ်မတင်တိုက်ဘူးဒါပြင်းစရာကောင်းနေဆိုတာဟာမှန်ကျွန်တော်ကဒီလိုဓမ္မဝန်ထမ်းတဲ့နေရာမှာ ထိရောက်စေခြင်းနဲ့ဆိုရင်ငင်းနဲ့ညံကိုကွန့်ရတယ်လူအများစုအဖို့ဒီမျိုးရိုးသမိုင်းစဉ်ကြီးဟာလာလာချင်းဆောက်နဲ့ထွင်းဆိုသလိုပြင်းစရာဖြစ်နေတဲ့အပိုင်းဖြစ်နေတယ်လေရုပ်ရှင်ကြည့်ချင်ပါတယ်လို့ဆိုကမှမင်းသားမင်းသမီးဆိုတာတွေကတော့ဒါတွေပဲဟိဇက်ရံတွေကတော့ဘသူတွေဇန်ညုံးကတော့ဘသူကရေးတာဒရိုက်တာကဟိုရင်ထုတ်ထုတ်သူကဟိုဟာ ဲ့ဒီလိုရှောက်ပြီးတော့ခေါ်ပြလို့မှမဝသေးဘူးဆက်ပြီးတော့ဒီရုပ်ရှင်ကားကြီးဖြစ်မြောက်အောင်လို့ကုညီတဲ့အတွက်ကြောင့်ဘသူဘဲဝါတွေဘယ်မျိုးနယ်တွေတော့ကျေးဇူးတင်လှပါသဗျာဂါရဝပြည်လိုက်ပါတယ်ဗျဆိုတာတွေကို7မိနစ်လောက်ဆက်ပြီးစာတန်းထိုးပြီးပြနေမယ်ဆိုရင်ပြိသက်ကပိတ်ကားကိုဂင်းနေဝိုင်းထူမှာပေါ့ပြီးတော့တမားကျန်းစာဟာလေအဲ့ဒီသဘောတရားကိုတော့သဘာဝအတိုင်းစောင့်ခြင်းနေတမားကျန်းစာကိုအခုမှစပြီးဖတ်တဲ့လူမျိုးတွေအဖို့ရှင်မသက်ခရစ်ဝင်ကျမ်းကိုဒီအတိုင်းရိုးရိုးစင်စင်ဖတ်မယ်အစား ရှင်မာကုရှင်လုကာရှင်ယောဟန်တို့ရဲ့ခရစ်ဝင်ကျမ်းလေးနဲ့မိဆက်ပေးလိုက်ရင် ပို့ပြီးတော့စိတ်ဝင်စားစရာဖြစ်နိုင်တယ်ပို့ပြီးတော့သူတို့တည်ရှိနေခဲ့တဲ့ဖတ်ခြင်းစိတ်ကပို့ပြီးရှင်သန်လာနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်ဒီလိုပြောလိုက်တော့ရှင်မာသဲခရစ်ဝင်ဟာမကောင်းမှုလို့ပြောတာလားမဟုတ်ပါဘူးနော်ပြီးတော့အခုလိုစာဖတ်ပရိသတ်အဖို့ခရစ်တော်ရဲ့ဆွေစဉ်မျိုးဆက်အကြောင်းဟာဖတ်ရင်းနဲ့ပြင်းစရာကောင်းတယ်ဆိုတာနဲ့ပဲဒီသမိုင်းဟာအရေးပါအရာရောက်မှုယော့သွားသလားဆိုတော့မဟုတ်ဘူး တမိုင်းချောင်းတန်ဖိုးဟာနှမ်းစီမှယော့မသွားဘူးအလွန်အလွန်အရေးပါအရာရောက်နေသေးပဲလို့ဒီနေရာမှာကျွန်တော်ဆိုချင်ပါတယ်အခုဒီမျိုးဆက်တမိုင်းအချောင်းတလောက်ရှီရှီဝေးဝေးပလင်ခံနေရတာရေအရေးကြီးပါတယ်ကြီးပါတယ်လို့ပြောနေရတာဟာအဓိကအဖြစ်သခင်ခရစ်တော်ဟာဒါဝိဒ်ရဲ့အမျိုးအာဗြဟံရဲ့အမျိုးဖြစ်နေလို့ပဲဒါကိုအလေးအနက်ကျွန်တော်တို့သတိပြုစည်းခြင်းပါတယ်အာဗြဟံမျိုးဆိုတာဟာလူမျိုးကြီး အမျိုးအနွယ်ကြီးဖြစ်တယ်ဒါဝိဒ်မျိုးဆိုတာဟာ မင်းမျိုးမင်းနွယ်ဖြစ်တယ်။ဒါကြောင့်အရေးပါအရေးရောက်တဲ့သမိုင်းကြောင်းကိုကျောတော့နောက်ခံပြုတ်ထားတဲ့ဆိုတာကိုဒီနေရာမှာကွက်ကွက်ကွင်းကွင်းမှတ်ထားကြဖို့လိုတယ်။ဣဒရီလဆိုတဲ့ဘုရားသခင်ရွေးကောက်တဲ့လူမျိုးကြီးတဲမှာဆိုရင်ဆွေစဉ်မျိုးဆက်သမိုင်းဟာပို့ပြီးတော့အရေးကြီးလာတယ်။ကိုယ့်ရဲ့ဒီလူမျိုးတဲမှာနေရာရဖို့အတွက်မျိုးရိုးစစ်မဆက်ဆိုတာဟာအရန်စကားပြောပါတယ်။ဥပမာပေးမယ်ဆိုရင်ဘာဘူးလုံဆိုတဲ့နိုင်ငံကိုခန်းစီသိမ်းယူမှုခံရပြီးနောက် ပြန်လဲပြီးလွတ်မြောက်တဲ့အချိန်မှာဆွေစဉ်မျိုးဆက်စည်းရင်းဒီအတိုင်းပြန်ပြီးတော့မှတ်ပုံတင်ကြရတယ်။ဒါကိုအိဇရာမှတ်စာအခန်းကြီး1အငယ်62မှာအခုလိုတွေ့ရတယ်လီ။စည်းရင်းဝင်သောလူစုတွေမိမိတို့စည်းရင်းကိုရှာမတွေ့သောကြောင့်အမျိုးမစစ်ယေဘရောဟိတ်အရာကိုမခံရကြဆိုတဲ့အချက်ကိုတွေ့ရခြင်းပဲဖြစ်တယ်။ယာကုပ်သားတွေကလေဝိအမျိုးအနွယ်တွေစည်းရင်းပျောက်ကုန်တာဟာအဲ့ဒီလိုမှတ်ပုံတင်ရမှာဗယံပရာစီးမဲ့ကမ်းမဲ့မှတ်ပုံတင်ရတာနေစပြီး ြဿနာတွေဖြစ်ကုန်ပြီးနောက်ဆုံးအမျိုးပြောက်သွားတယ်လို့ကျွန်တော်တို့ယူဆပါတယ်။ဣသရေလသမိုင်းမှာကိုးကွယ်မှုနဲ့နိုင်ငံရေးဟာဂျွေးရောရှစ်တင်ဖြစ်ခဲ့လို့အစိုးရစီမှာမျိုးဆက်စည်းရင်းတွေတိုင်ထားပြီးလူမှုကိုလွယ်လွယ်ကလေးဘသူကဘယ်အမျိုးဆိုတာပိုင်းခြားနိုင်တယ်လို့ကျွန်တော်ခင်ပါတယ်။အတိတ်တွေကတော့အသင်းတော်ဟာနိုင်ငံတော်အုပ်ချုပ်ရေးမှာအတူရှင်တွဲပူးတွဲဆောင်ရွက်ခဲ့တယ်ဆိုတဲ့သဘောရှိရပါတယ်။ဒီတော့ယူရခေါ်ဣသရေလဗိမ္မာန်တော်တွေမှာမျိုးရိုးစင်ဆက်စည်းရင်းတွေဟာရှိခဲ့ကြလိမ့်မယ်။ ဒါပေမဲ့ခရစ်တော်ခေတ်ရဲ့နောက်ပိုင်း AD 90လောက်မှာခရစ်ယာန်ဘာသာကိုမုန်းတီးတဲ့အဖွဲ့တွေကနေပြီးတော့ဒီဗိမာန်တော်တွေကိုတိုက်ခိုက်ဖျက်ဆီးပြီးအကုန်လုံးဖျောက်ဖျက်ပစ်လိုက်ကြတယ်လို့ယူဆเสียရရှိပါတယ်။အဲ့ဒီအချိန်တုန်းကဒီကနဦးခရစ်ယာန်ဘာသာကိုဘလောက်တောင်မုန်းတီးခဲ့ကြတယ်လဲဆိုရင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုတောင်မှဇလန်းအသစ်နဲ့အစားထိုးပြီးတော့သေးစိမ်သွားအောင်လို့လှုပ်ကြံဖန်တီးခဲ့ကြတယ်။မျိုးဆက်သမိုင်းမှတ်တမ်းတွေကိုလုံးဝဖျက်ဆီးပစ်ဖို့အထိလှုပ်ခဲ့ကြတယ်ဆိုတာ သမိုင်းသက်တွေတွေ့ရတွေ့ရတယ်။အဲဒီလောက်အထိခရီးယန်ဘာသာကိုသူတို့မုံတိခဲ့ကြတယ်ပြီ။သမိုင်းကြောင်းနဲ့ပရောဖက်ကျမ်းတွေရဲ့ပရောဖက်ပြုမှုတွေပွက်တိမှန်ကန်နေတာကို သိတော့လူတွေကပို့ပြီးလက်ခံလာမှာကိုစိုးရင်လွန်ပြီးတော့အကျမ်းဖက်နလမထူအောင်ပြိနှိပ်ခဲ့ကြတယ်ဆိုတာဟာသင်ရှားနေပါတယ်။အမှန်စစ်စစ်ခရစ်တော်သက်တော်စင်ဟာဘာမှတမင်ဖန်တီးစရာမလိုသလိုတန်စရာထားစရာအကြောင်းလဲဘာမှမရှိပါဘူး။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး30ငယ်7နဲ့နှစ်မှာပြန်ကြည့်ရင် ငါအမှန်အကန်ဆိုသည်ကသိုးကြံတဲလို့တကားဝါဖြင့်မဝင် အခြားလမ်းဖြင့်ကြော်ဝင်သောသူသည်အခိုးသမ ्या ဖြစ်၏သိုးရင်းမူကတကားဖြင့်ဝင်တတ်၏ဆိုပြီးတွေ့ရပါလေအတိတ်တွေကတော့အိတ်ရှင်းပါတယ်ကို့ဣဒရီလအမျိုးအနွယ်တဲကိုကိုဝင်တာတကားဝါကငါဝင်တာလူမသိသူမသိလိမ့်လဲညာဝါပြီးဝင်လာတာမဟုတ်ဘူးဆိုတဲ့သဘောထင်ရှားတဲ့သမိုင်းကြောတော့နောက်ခံနဲ့ဘူဝင်ခံပြီးဝင်လာတာဆိုတာကိုခရစ်တော်ညွှန်ပြလိုက်တာပဲဖြစ်ပါတယ်ဒါကို ရှင်မသက်ဟာပေါ်ပြဖို့ဒီကျမ်းကိုကြိုးစားပြည့်စုံရတယ်။ဓမ္မဟောင်းကျမ်းများရဲ့ပြည့်စုံမှုကိုခိုင်မာပြညွှန်ဖို့အတွက်ဒီကျမ်းကိုရေးသားတယ်လို့ဆိုချင်ပါတယ်။ဒါကြောင့်ရှင်မသက်ကျမ်းလေးပေါ်လာရော ခရစ်တော်ယံသူအတိုက်ခံနေအားလုံးဟာအကုန်လုံးကတိကောက်ဖြစ်သွားခဲ့ရတယ်တဲ့။ဒါပေမဲ့ရသရွေနီလန်းလေးတွေမှန်သမျှနဲ့တော့အတက်နိုင်ဆုံးလိုက်ပြီးတိုက်ခိုက်ဖြစ်စီခဲ့တယ်ဆိုတာကိုမငင်းနိုင်ဘူးလို့ဆိုပါတယ်။ကျွန်တော်ငငယ်တုန်းကပမာကျမ်းစာတင်နန်းတစ်ခုကိုလူငယ်စခန်းတင်နန်းမှာတွားရောက်တက်ခဲ့ဘူးပါတယ်။ အဲ့ဒီအချိန်မှာကျွန်တော်ယင်ထဲမှာဝိညာဉ်ခွန်အားတွေအများကြီးပဲပြည့်ဝရရှိလာခဲ့ပါတယ်နှုတ်ကပတ်တော်ကိုသွန်သင်တဲ့ဓမ္မဆရာကြီးရဲ့အသံတွေဟာကျွန်တော်ကိုခွန်အားသစ်တွေပေးနိုင်ခဲ့ပါတယ်တနေ့တော့ဆရာကြီးကမိမိအထဲမှာနှစ်ပတ်လည်အောင်ကျန်းစာကိုမှန်မှန်ဖတ်တဲ့လူရှိသလားလို့မေးပါတယ်တုတ်တုတ်မြဘသူကမှမလှုပ်နိုင်ပါဘူးညင်နေကြပါတယ်မိကုန်းကိုဆရာကြီးကအချိန်ချင်းမေးလိုက်တာသရုတ်တအချိန်လောက်ရောက်တော့မှနောက်တန်းကလူဆုံးကောင်းတယောက်ပေါ်လာတယ်လीအ ကျွန်တော်တို့ထဲမှာအကြီးဆုံးအကိုကြီးတယောက်ပေါ့သူကလက်ညှိုးလေးထောင်ပြီးတော့ဖတ်ဖတ်ဖတ်ဖူးပါတယ်ဆရာကြီးဆိုပြီးတော့မရေတည်းဖြေပေးတယ်ပြီးတော့ဆရာကြီးကပြောပါအောင်ကွာနင်းနှစ်ပတ်လေတစ်နှစ်လုံးဖတ်တာဆိုရင်တအုပ်လုံးနီးနီးတော့ကုံမှာပေါ့နော်လဲဆက်မေးလိုက်ရောကျွန်တော်ဖတ်တာကဖတ်လို့ကောင်းတဲ့ကျမ်းကလေးတို့ပဲရွေးဖတ်တာပါဆရာကြီးရေခြံပြီးဖတ်တာပါလို့ဖြေလိုက်ပါတယ်အဲ့တော့အဖိုးကြီးကဆက်ပြီးမောင်ရင်ဘာတွေကိုခြံလက်ခဲ့တာလဲလို့မေးတော့ ဆွေစဉ်မျိုးဆက်စည်းရင်းတွေကိုစိတ်ညစ်လင်းလို့ဖက်ကိုမဖက်ပါဘူးဆရာကြီးခင်ဗျာအဲ့တော့ကျွန်တော်တို့စကန်းသူစကန်းသား300လောက်ကဝိုင်းပြီးကြီးကြရတယ်ပိုပြီးကြီးရတာကတော့ဆရာကြီးပဲသူဆူလိုက်တဲ့ပုံကတော့မင်းဆိုတဲ့ကောင်ကမလွယ်ဘူးငါအတိုင်းနဲ့တယ်ခင်ဗျာအဲ့ဒီအချိန်ကလေးကကျွန်တော်ရဲ့နုပြိုတဲ့နှလုံးသားမှာတရားသခင်ဟာတလောက်တောင်ပြင်းစရာကောင်းတဲ့မျိုးဆက်စည်းရင်းကြီးကိုနှင်ကုန်ခံအချိန်ကုန်ခံပြီးရိခိုင်းခဲ့တာတော့မဟုတ်တန်ရဘူးဆိုပြီးတော့ဝင်လာတဲ့အတွေ့ပဲ အခုအသက်ပိုပြီးတော့ကြီးရင်လာတော့မှပြင်းစရာကောင်းတာမှန်တယ်တစ်ချိန်ထဲမှာအရေးကြီးတဲ့သမိုင်းကြောင်းကြီးဆိုတာဟာမငင်းနိုင်ဘူးဆိုတဲ့အချက်ကိုပိုးပို့ပြီးကျွန်တော်နားလေလာရပါတော့တယ်ပြင်းကြီးကြီးငွေလို့ဆိုပြီးတော့ရှမ်းလှကောင်းတဲ့အရာမဟုတ်တာကိုပို့ပြီးတော့ကျွန်တော်သဘောပေါက်လာပါတယ်အခုရိုးဆက်စည်ရင်ကတော့လက်သမားဆရာရောသက်ရဲ့ဘက်ကစည်ရင်ဖြစ်ပါတယ်ရှမသက်ခရစ်ဝင်အခန်းကြီး1အငယ်1ကိုကြည့်ကြပါစို့အာဗြဟံနဲ့ဒါဝိဒ်တို့မှဆင်းသက်တော်မူသောယေရှုခရစ်၏ ဆွေတော်စင်မျိုးတော်ဆက်စင်ဟူမူကားဆိုပြီးတော့အစချီထားပါတယ်ဆွေတော်စင်မျိုးတော်ဆက်စင်ရဲ့ဆိုတဲ့ဝါကျဟာတင်မတ်သက်ခရစ်ဝင်ရဲ့မူပိုင်ဝါကျပါတခြားခရစ်ဝင်ကျမ်းတွေမှာဒီအသုံးအနှုန်းကိုမတွေ့ရပါဘူးအကယ်၍များမိတ်ဆွေ သောတာရှင်တို့ဟာကပ္ပဦးကျမ်းရဲ့ရင့်ညာပိုင်းကိုဆန်တက်သွားမယ်ဆိုရင်ရစ်ဖျားခံရကပ္ပဦးကျမ်းအထိကပ္ပဦးကျမ်းတွေရဲ့အစဉ်အလာကိုအခုမတ်သဲမှာတစ်ခါထက်မှန်တွေ့ရခြင်းဖြစ်တဲ့အကြောင်းသဘောပေါက်နားလည်လာကြပါလိမ့်မယ် ။ကမ္ဘာဥကျန်းအခန်းကြီး9အငယ်1မှာအခုလိုရေးတယ်လေ။အာဒံဤသားစဉ်မြေဆက်စင်းဟူမူကားဆိုတဲ့အချက်ဒါလေးကိုပြန်ပြီးတော့အောက်မေ့တရိယာဆရာရှိပါလေ။အခုရှင်မတ်သဲမှာကြတော့လေဒီအတိုင်းပဲပေါ့။ယေရှုခရစ်ရဲ့စေတော်စင်မျိုးတော်ဆက်စင်းဟူမူကားဆိုပြီးဖြစ်လာပြန်တယ်လေ။တခုတော့ကြွားတယ်။ဟိုကအာဒံရဲ့စေစင်မျိုးဆက်စင်း။အခုအချိန်မှာတော့ယေရှုခရစ်ရဲ့စေတော်စင်မျိုးတော်ဆက်စီးဒီနှစ်ခုပဲကြွားချခြင်းဖြစ်ပါတယ် ကျွန်တော်တို့မိ쇠တို့ဟာအာရန်ကနေပြီးတော့ဆင်းသက်ခဲ့တယ်ဒီမိသားစုစီးရင်တဲ့ကိုကျွန်တော်တို့မိ쇠တို့ဘယ်လိုဝင်ရောက်လာကြသလဲမွေးဖွားခြင်းခံရပြီးတော့ဝင်ရောက်လာကြရတာပေါ့ဒါကိုကျွန်တော်တို့မိ쇠တို့ကရှောင်သွေလို့မရဘူးညင်းပယ်လို့လည်းမရဘူးကျွန်တော်တို့စိတ်ကြိုက်ဘယ်နေရာမှာမွေးပါဘယ်အမျိုးမှာလူဖြစ်ပြရစီတောင်းဆိုလို့လည်းမရဘူးကြိုက်ပြီးဖြစ်စီမကြိုက်ပြီးဖြစ်စီဒီလူပောင်လောကမှာ ဒီယုံကြည်ခြင်းဟာအားကောင်းဆုံးနဲ့ကမ္ဘာကအယုံကြည်ဆုံးအယူဆတစ်ခုပဲ။မွေးဖွားခြင်းကြောင့်သာ လူအမျိုးအနွယ်ဝင် ဖြစ်ရတယ်။ဒါဟာပရမတ္တသစ္စာတရားပဲ။ဒါပေမဲ့ယောမဩဝါဒစာအခန်းကြီး9ငယ်7အတိုင်းမွေးဖွားခြင်းခံရသလိုမသိမနေရသိကြရပြန်တယ်။အာရန်အမျိုးဟာသေမျိုးကြီးပဲဖြစ်ပြန်နေတယ်။သေကိုသေရမယ်လူကြီးပဲ။မွေးဖွားလာပြီးရင်သေကိုသေရမယ်လေ။အဲ့ အခုကတော့ယေရှုခရစ်ရဲ့ဆွေတော်စင်မျိုးတော်ဆက်အကြောင်းစလာပြီဒီအမျိုးအနွယ်တဲကိုရောကျွန်တော်မိတ်ဆွေတို့ဆွေမျိုးစည်းရင်ဝင်ကျင်သလားဝင်နိုင်သလားဝင်နိုင်တယ်စောတော့ကအာရန်အမျိုးကိုမလွဲမသွေမွေးဖွားခြင်းနဲ့ဝင်လာရတယ်လို့ဒီယေရှုခရစ်ရဲ့အမျိုးတဲကိုလည်းဝင်လို့ရတယ်အဲ့ဒါကတော့ဘယ်နည်းနဲ့လဲဆိုတော့အသစ်သောမွေးဖွားခြင်းဆိုတဲ့နည်းနဲ့ပဲဖြစ်တယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3အငယ်3မှာပေါ်ပြတာကတော့ယေရှုက ဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကဘုရားသခင်နိုင်ငံတော်ကိုမမြင်ရဟုငါအမှန်အကန်ဆိုသည်ဟုပြန်၍မိန့်တော်မူ၏ရေလို့ဖြစ်ပါတယ်အဲ့ဒီအသက်သောမွေးဖွားခြင်းသို့မဟုတ်ဒုတိယအကြိမ်မွေးဖွားခြင်းကိုခံယူမယ်ဆိုရင်သိုးစငယ်ရဲ့အသက်တာဆိုတဲ့ဆွေတော်မျိုးတော်စည်းရင်းကိုကျွန်တော်တို့ဝင်နိုင်ပြီပေါ့ကျွန်တော်ဟာခရစ်တော်ဖခင်ကိုယုံကြည်မယ်ဆိုရင်ဒီစည်းရင်းမှာဝင်ရမယ်ကောင်းကင်နိုင်ငံတော်ဆိုတဲ့ဘုရားသခင်စီကိုဝင်ရမယ်ကျွန်တော်မိတ်ဆွေတို့အားလုံးဟာ အဲ့ဒီလိုယုံကြည်ခြင်းနဲ့ဒီလိုသာဝရအသက်ရှင်ဟာမဆုံးသုခမြေကိုအပိုင်စားရယူနိုင်တယ်လို့ကျွန်တော်ဒီနေရာမှာပြက်ပြက်သားသားတင်ပြလိုပါတယ်။ရှင်မသက်ရယေရှုကိုဒါဝိဒ်ဤသားအာဗြဟံဤသားဆိုပြီးတော့ဒါဝိဒ်ကိုမကြာခဏရှေ့တန်းကထားထားပြီးပေါ်ပြလေရှိတာကိုလည်းတွေ့ရပါတယ်။ရှင်မသက်ဘာဖြစ်လို့အခုလိုဒါဝိဒ်ကိုပိုးပို့ပြီးအာယုံစိုက်ပြန်တယ်လဲ။အာဗြဟံဟာဒါဝိဒ်ရဲ့ရှေ့ကကြာခဲ့တဲ့ဘိုးဘေးတို့ရဲ့ခေါင်းဆောင်ကြီးဆိုတာကိုမသိလို့လားဆိုတော့မဟုတ်ဘူး၊ तू သိတယ်။ ရှင်မသက်ကောင်းကောင်းသိတာပေါ့ဒါပေမဲ့ရှင်မသက်ကယေရှုခရစ်ကိုမေရှိယဆိုရဲကယ်တင်ရှင်ဘုရင်ရေကဘာပေါ်မှာကောင်းကင်နိုင်ငံတော်ကိုတည်ထောင်ထောင်ပြီးအုတ်ချုပ်စိုးစံမဲ့သခင်အဖြစ် ပေါ်ပြထားခြင်းနဲ့လေဒါကြောင့်မလို့ဣသရေလမင်းမျိုးရဲ့အုတ်ဆောင်ဘုရင်တစ်ပါးဖြစ်တဲ့ဒါဝိဒ်ရဲ့မျိုးဆက်ထဲကခရစ်တော်ဖခင်ပေါ်ထွန်းနေဆိုတာကိုခဏခဏဦးစားပြီးပေါ်ပြလာတာပါ ဟုတ်တယ်ဒါဝိဒ်ဟာအာဗြဟံရဲ့အမျိုးမှန်တယ်လို့ဒါဝိဒ်ရဲ့မျိုးဖြစ်တယ်ဒါဝိဒ်ရဲ့သားလို့လည်းခေါ်နိုင်တယ်တခါအာဗြဟံရဲ့သားဆိုတာကရောသိင်စီသိနှုတ်သွားသလားမသိင်စီမသိနှုတ်ပါဘူးခရစ်တော်ဘုရားဟာအာဗြဟံရဲ့သားပါဘာဖြစ်လို့လဲဆိုရင်အာဗြဟံကိုဘုရားသခင်ကိုယ်တိုင်ပေးခဲ့တဲ့ရှေ့ကဗျာဒိတ်ကိုပြန်ပြီးစဉ်းစားလိုက်ပေါ့ကပ္ပုကျမ်းအခန်းကြီး22မှာငယ်18မှာဘယ်လိုရေးထားလဲသင်ဤအမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်လို့ဆိုရှိခဲ့တယ်။ဂရိပေးခဲ့တယ်မဟုတ်လား။အခုယေရှုခရစ်ဆိုတဲ့အမျိုးအနွယ်နဲ့ကမ္ဘာလူအဖွဲ့အစည်းကြီးမှာအတွေ့အခေါ်သင့်တဲ့ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့အခွင့်ရနေပြီမဟုတ်လား။တာဟာလူမျိုးအပေါင်းတို့ကောင်းကြီးမင်္ဂလာကိုခံရတာပဲပေါ့။ဂလာတိဩဝါဒစာအခန်းကြီး3ငယ်16မှာရှင်ပေါလုကဒီအချက်ကိုခုလိုပေါ်ပြပါဗါတယ်။တတိတော်တို့ကိုအာဗြဟံနှင့်သူ၏အမျိုးအနွယ်၌ထားတော်မူ၏။ အမျိုးအနွယ်တို့ဟုအများသောသူတို့ကိုရည်မှတ်၍မိန့်ကြော်မူသည်မဟုတ်တင်းဤအမျိုးအနွယ်ဟုတယောက်သောသူကိုရည်မှတ်၍မိန့်ကြော်မူ၏ထိုတယောက်သောသူကခရစ်တော်ဖြစ်သည်တဲ့ကဲကဲရှင်းအောင်မလားဟုတ်တယ်ခရစ်တော်ဟာဒါဝိဒ်ရဲ့သားပြီးတော့အာဗြဟံရဲ့သားဒီရွေးကောက်တော်မူသောအမျိုးအနွယ်တည်းကအမျိုးအနွယ်စစ်စစ်ဖြစ်တယ်ဘယ်ခရစ်တော်ဆန့်ကျင်ရေးသမားကမှဒါကိုစူးစမ်းပြီးတော့ဖျောက်ဖျက်ပြစ်လို့မရကောင်းဘူး အာဗြဟံဤသားဣဇက်ဣဇက်သားကယာကုပ်ယာကုပ်သားယူဒမှစ၍ညီနောင်တစုယူဒသည်မိမိခင်ပွန်တာမာတွင်ပွားမြင်သောဖာရက်နှင့်ဇာရဖာရက်သားဧဇရုံဧဇရုံသားအာရန်အာရန်သားအမိနဒတ်အမိနဒတ်သားနာရှုံနာရှုံသားဆာလမုန်ဆာလမုန်သည်မိမိခင်ပွန်ယာခတ်တွင်မြင်သောသားဘောဇာဘောဇာသည်မိမိခင်ပွန်ယူသားတွင်မြင်သောအောဘက်အောဘက်သားယေရှေ ယေရှေသာဒါဝိတ်မင်းကြီးသည်ဒါဝိတ်မင်းကြီးသည်ဥရိယာ၏ခင်မွန်းဖြစ်ဖူးသောမိမတွင်မြင်သောသာရှောလမုန်အဲ့ဒီလိုရေးထတာကိုတွေ့ရတယ်ဒါကိုရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး1ငယ်2ကနေ6အတွင်းအစဉ်အဆက်ပေါ်ပြထားတာကိုတွေ့ရခြင်းပါဒီမျိုးဆက်သမိုင်းကိုတေးသေးချာချာလေ့လာသင့်ပါတယ်ဒါအင်မတန်စိတ်ဝင်စားစရာကောင်းပြီးတော့ပေရယကံမထားရိုက်တဲ့အမှန်တရားတွေပဲဖြစ်ပါလေဒီမျိုးစည်းရင်းတွေကနံပါတ်၄ခုလောက်ဟာ တီးသန့်အလင်းတန်းတစ်ခုရဲ့အောက်မှာထင်းထင်းရှားရှားကြီးပါဝင်နေတယ်လို့ကျွန်တော်ကဖြစ်ဆက်ဖော်ပြလို့တယ်။ရုတ်တရက်မျက်စိတွေကျိန်ပြီးအန်အော်သွားမယ်လို့တောင်မှကျွန်တော်ကပြောချင်ပါတယ်။တင်စားချင်ပါတယ်။အဲ့ဒီအချက်ကတော့အဲ့ဒီအလင်းတန်းကြီးရဲ့အောက်ကလေးယောက်သောအမိတွေဟာဣသရေလအမျိုးမဟုတ်တဲ့အတွက်ကြောင့်ပဲ။ပြီးတော့သူတို့တွေဟာမိမတွေဖြစ်နေလို့ပါ။အစင်လာအဖြစ်သော မိမတွေဟာဟေဘရဲရဲ့မျိုးဆက်သမိုင်းမှာ နေရာရလိမ့်မရှိဘူး။ဒီတော့ အခုလိုသူတို့ပါဝင်ခြင်းကန့်လန့်ကန့်လန့်ဖြစ်နေခြင်းကိုအသရေမရှိဘူးလို့ကျွန်တော်တို့ကဆိုလို့ရတယ်လားမရနိုင်ဘူးဒီကနေ့လူပောင်အဖွဲ့အစည်းမှလည်းအိမ်တောင်ရင်းနဲ့ပတ်သက်တဲ့အလျှော့အတင်းပြုမှုတွေရှိနေရတာပဲမဟုတ်လားလူအဖွဲ့အစည်းဆိုတာဒီအတိုင်းကြီးပဲတခုတော့ရှိလေဣသရေလအမျိုးကတော့မိမတွေရဲ့နာမည်ကိုဖျောက်အဖေတွေရဲ့နာမည်ကိုသာပေါက်စီတဲ့အတွက်ဣသရေလဆိုပြီးတော့ကြံ့ညံ့ခံကြံ့ရိုက်ခဲ့တယ်လို့ဆိုနိုင်တယ်အသင်းတော်မှာသင်းဥစရာဘဝကကျွန်တော်လက်ထပ်ပေးလိုက်တဲ့အမှတ်တမ်းတွေကိုပြန်ကြည့် အမေရိကန်မင်းကလေးတွေကဂျာမန်အမျိုးသားတို့ရုရှားလူမျိုးတို့ဂျပန်တို့နဲ့လက်ထပ်ကြတဲ့မှတ်တမ်းတွေအများကြီးရှိတယ်။အကုန်လုံးဟာယောက်ျားရဲ့ဘက်ကိုလိုက်ပြီးယောက်ျားရဲ့အခေါ်ရခက်ခဲတဲ့နာမည်တွေကိုသာဆွဲယူသွားကြတာကိုတွေ့ရတယ်။ဒါတော့ရွေးကောက်ချင်းခံရတဲ့လူမျိုးတော်ဖျားသခင်နဲ့အင်မတန်နီးစပ်တဲ့လူမျိုးတော်ဣသရေလအနေနဲ့သူတို့ဟာယူဒဗိုလ်မဟုတ်ဣသရေလများအဖြစ်ပါအစဉ်တစိုက်အမျိုးအနွယ်ကိုစောင့်ထိန်ပွားခဲ့ကြတယ်ဆိုတာဟာရှင်းနေပါတယ်။အခု တမန်ကျမ်းစာရဲ့ရှင်မသက်ခရစ်ဝင်အပိုင်းကိုရောက်လာပြီခရစ်တော်ဟာအာဗြဟံအမျိုးနွယ်ယာကုပ်အမျိုးနွယ်ယူဒအမျိုးနွယ်ဒါဝိဒ်အမျိုးနွယ်ဣသရေလအဖြစ်ပဲလူစားတိကိုခံယူခဲ့တယ်လို့ကျွန်တော်တို့အခိုင်အမာမှတ်ယူထားကြရပါမယ်ဒီဣသရေလမဟုတ်ဘူးဆိုတဲ့အမျိုးသမီး၄ယောက်အကြောင်းကိုကျွန်တော်စောင်းကပြောခဲ့တော့သူတို့ဟာဘယ်သူတွေလဲဆိုတာကိုနောက်ခံသမိုင်းအလိုက်ရှာဖွေကြည့်ကြပါဦးစို့ပထမဆုံးကတော့ယူဒရဲ့ခင်မွန်တာမာဆိုတာဟာဘယ်သူတွေလဲ တပ္ပဥကျန်အခန်းကြီး38မှာကြားခဲ့ရတဲ့ဇလန်အရာယူရရဲ့သားနှစ်ယောက်ရဲ့ဇက်တိုက်မိမဖြစ်ခဲ့ပြီးမှပြည်တစားအဖြစ်ဟန်ဆောင်ပြီးယူရကိုသားနှစ်ယောက်မွေးဖွားပေးခဲ့တဲ့ခါနန်သူအမျိုးသမီးပဲအင်မတန်ဆိုးညစ်တဲ့ဇလန်ဖြစ်တယ်ဒါပေမဲ့ဒီဆိုးညစ်မှုနဲ့အပြစ်ကြီးလာတဲ့မိမတယောက်ကိုဒီမျိုးဆက်ရဲ့အစမှာကလေးကအမှန်တီရှိစေခဲ့ခြင်းအဖြစ်လူသားရဲ့အမျိုးအနွယ်မှာအပြစ်ဟူသည်တမိုင်းနှင်ရှင် ရှင့်မြဲပင်ဆိုတဲ့သဘောတရားကို ပေါ်ပြနေတယ်ဒါကိုတစ်အချက်မှတ်ထားကြနောက်တစ်ယောက်ကတော့ယာခတ်ဆိုတာဖြစ်တယ်ဒီအမျိုးသမီးရဲ့အကြောင်းကလည်းမကောင်းဘူးဒါကိုယောရှုမှတ်စာအခန်းကြီး1မှာတွေ့ရမှာဖြစ်တယ်သူကလည်းမိန်းမပြတ်တယောက်ဖြစ်ခဲ့တယ်ဆိုပဲဒါနဲ့သူကဖျားသခင်ရဲ့တကူတော်ကိုသိမြင်ပြီးအသက်ရှင်တော်မူသောဖျားသခင်ရဲ့အလိုတော်နဲ့ညီညွတ်တဲ့အလုပ်ကိုလောက်ကင်ပေးခဲ့တာကိုအဲ့ကျမ်းထဲမှာတွေ့မြင်ခဲ့ရတယ်။ကေပြေဩဝါဒစာမှာယာခတ်အကြောင်းအခန်းကြီး7ငယ်31အရာတွေ့ရတာ ပြည်တစားရခတ်ပြီတရှိုးတို့ကိုအဆွေဖွဲ့၍လက်ခံသောကြောင့်မယုံကြည်သောသူတို့နှင့်အတူမပြက်စီးပဲယုံကြည်ခြင်းအားဖြင့်ချမ်းသာရ၏ဒီတော့ရှေးဦးအစကအပြစ်နဲ့တာမာဆခဲ့တဲ့မျိုးဆက်ဟာအခုတပားမျိုးသားဟာနန်သူ မိမပြက်ပါဝင်ပတ်သက်လာခြင်းအဖြစ်ဣသရေလအမျိုးထဲမှာအပြစ်နဲ့ကင်းယုံကြည်ခြင်းဆိုတာဟာပေါ်ပေါက်လာတယ်ဒါဟာဒုတိယအဆင့်အနေနဲ့ ဣသရေလလူမျိုးမှာထမှန်ဖြစ်ဆွဲ့ရမယ်အချက်တစ်ခု ဖြစ်တယ်လို့မှတ်ထားကြဖို့တို့ပါတယ်။အဲတတရမြောက်မိမကတော့ယုသလို့ခေါ်တဲ့ရုပ်ပဲဖြစ်ပါတယ်။ရုပ်ရဲ့မျိုးရိုးဟာလည်းဣသရေလမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့အင်မတန်ချောမောပြီးချစ်စရာကောင်းတယ်။အပြစ်လဲကင်းစင်တဲ့မင်းကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူဟာမောဘအမျိုးတပားအမျိုးသားဖြစ်ပါတယ်။ဒါကြောင့်မောရှိခေရဲ့ပြည့်ညက်ချက်အရတရားဟောရာကျမ်းခန်းကြီး23မှာပါတဲ့အတိုင်းအမုံအမျိုးသား မောပအမျိုးသားသည်လေထာဝရဘုရားဤပြိသက်တော်၌အပါအဝင်မဖြစ်စေရလို့ဆိုထားတဲ့အတွေ့ရုသာခမရမှာတရားသခင်နဲ့ထိတွေ့ခွင့်အလိုအလျောက်ကို မရှိခဲ့ပါဘူးဒါပေမဲ့သူဟာလေခွင်းထဲမှာအလုလုနေတဲ့အချိန်ကာလဝင်ဆင်းပြီးတော့လာတဲ့ဣသရေလအမျိုးသားဘောဇရဲ့မြစ်တာကိုရရှိသွားခဲ့တယ်ဘောဇရဲ့မြစ်တာနဲ့အကွယ်အကာကိုခံယူခဲ့ရပါတယ်ဘောဇကိုရုသာနေပြီးတော့ကိုတော်သည်ကျမကိုသိမှတ်မိအကြောင်းအဘယ်သို့သိမှတ်တော်မူသနည်းဆိုတဲ့မိကုံးကို ရုသဝတ္ထုအခန်းကြီး1ငယ်30မှာတွေ့ရပါတယ်။သူကလိန်မာတယ်။လူကြီးသူမတွေရဲ့စကားကိုသိပြီးနားထောင်တယ်။ဘုရားသခင်ကိုကြောက်ရွံ့ပြီးကိုယ်စုံကိုးစားခဲ့တယ်။ဒါကြောင့်လဲသူဟာဣသရေလအမျိုးကိုထူထောင်တဲ့ကမ္ဘာဦးကျမ်းကယာကုပ်ရဲ့ဇနီးများဖြစ်တဲ့ယာခေလတို့လေယာတို့လိုဣသရေလရဲ့နှောင်းပိုင်းမျိုးဆက်မှာမိရင်တယောက်ဖြစ်ပါဝင်လာခဲ့ခြင်းဖြစ်တယ်ဆိုတာကိုတွေ့ရှိရတယ်။မောရှိခိပြည့်ညတ်အယအတေကံလူမျိုးတဲ့အနေပြီးကဲတင်ချင်းကိုပြညွန့်တဲ့တက်တွေကို ရုသဘဝအဖြစ်ကျွန်တော်တို့မြင်ရတယ်။ဣသရေလကမိုင်းကြောင်မှာအဲ့ဒီလိုရုသပါဝင်ခြင်းအဖြစ်လူအဖွဲ့အစည်းတစ်ခုလုံးမှာကဲတင်ရှင်တရားရှိပြီလားဆိုတဲ့အချက်ကိုတတိယလက္ခဏာအဖြစ်တွေ့လာရတယ်။ဒါကိုဖတ်မှန်ပြီးတော့မှတ်ထားစေလိုပါတယ်။နောက်ဆုံးနဲ့သရုတ်ထမြောက်အမျိုးသမီးကတော့ဒီမျိုးဆက်မှာနာမည်မဖော်ပြထားဘူး။ဘာဖြစ်လို့မဖော်ပြသလဲဆိုရင်ဒါဝိရဲ့တစ်ဖက်ဖက်အပြစ်ဒုစရိုက်နဲ့သိမ့်ပိုက်ချင်းခံရတဲ့မိမဖြစ်ခဲ့လို့ပါ။ သူကတော့ဥရိယဆိုတဲ့လူရဲ့မိမဘာသရှိဘပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒါဝိဒ်ဟာဘာသရှိဘကို ပြစ်မှားမှားယွင်းခဲ့ပါတယ်။ကြီးမားတဲ့လူမှုရေးအပြစ်ကြီးကိုကျူးလွန်ပြီးရှောသမုန်ကိုမွေးဖွားခဲ့ပါတယ်။ဒီအပြစ်ရဲ့ဒဏ်ကိုဒါဝိဒ်ဟာ နောင်တနှလုံးသားနဲ့အသနာခံတဲ့ကြားကပဲဘုရားသခင်ကအပြစ်အလျောက်ဆက်ပေးစီရင်စေခဲ့ပါတယ်။ဒါဝိဒ်မရှုမလှစိတ်သောကတွေရောက်ခဲ့ရတယ်ခံစားခဲ့ရပါတယ်။စိုက်သိအတိုင်းရိတ်ခဲ့ရပါတယ်။ ဒါပေမဲ့ဘုရားသခင်ဟာသူ့ရဲ့တိုးကြံတွေကမိုက်မဲစွာထက်ပြေးသွားခဲ့တဲ့အဲ့ဒီတိုးမဲကြီးဒါဝိဒ်ကိုပြန်လဲပြီးဖြောက်မှတ်ရသူရောက်စေအောင် ဆုံးမခေါ်ယူခဲ့ပါတယ်။ဒီတော့ဘာသရှိဘဒီလိုဣသရေလရဲ့ဇလန်းထဲမှာပါဝင်လာတာဒီလူအဖွဲ့အစည်းမှာလွဉ်ငင်းချမ်းသာမျောလင့်ရာဆိုတဲ့အချက်ဖြတ်မှန်ပြီးဖြေရှားစေတယ်လို့သရုတ်ထလက္ခဏာဖြစ်ကျွန်တော်တို့မှတ်ထားကြပါလို့ဒီနေရာမှာဖော်ပြလိုက်ချင်ပါတယ်။နောက်တစ်ချက်ဆွေစဉ်မျိုးဆက်စည်းရင်းတဲ့ပတ်သက်ဖော်ပြခြင်းနာကတော့ တမဟောင်းကျန်းကလာတဲ့နာမည်စာလုံးပေါင်းအတိုင်းမဟုတ်ဖေးနာမည်စာလုံးပေါင်းအချို့ပြောင်းလဲမှုတွေကိုတွေ့ရခြင်းနဲ့အချို့အချို့သောမျိုးနွယ်သမိုင်းဝင်လူပုဂ္ဂိုလ်တွေရဲ့နာမည်ကိုမလိုအပ်လိုချန်လှပ်ခဲ့ခြင်းဖြစ်ပါတယ်ကပ္ပဦးကျန်းရေမလွှမ်းခင်ကမျိုးဆက်တီကိုပေါ်ပြရမှာလေလုံးဝအုပ်စုံစေ့စုံတယ်လို့ကျွန်တော်တို့မဆိုနိုင်ပါဘူးဒါပေမဲ့လိုအပ်တဲ့သမိုင်းကြောင်းပုံစံကိုတော့တိတိကျကျယူလို့ရအောင်ပေါ်ပြထားပါတယ်ဒါဟာကျင့်နိုင်ရမှာပါအရေးအကြီးဆုံးအချက်ကတော့ လူသားနဲ့စัจ java လာအနန္တကိုခံစင်းပိုင်ဖအုပ်စိုးတဲ့ဘုရားသခင်အနေနဲ့သူဖော်ပြလိုတဲ့အရာများမှတပါ အခြားဘယ်အရာကိုမျှကျွန်တော်လူသားတွေဟာတွက်ဆတွေးကြည့်လို့မသိရှိနိုင်ဘူးဆိုတဲ့အမှန်တရားပဲဖြစ်ကြောင်းပါခင်ဗျာနောက်တစ်ချိန်စီစဉ်မှာဘုရားရှင်ရဲ့နှုတ်ကပတ်တော်များခရိယတမန်ကျမ်းရဲ့ဓမ္မသစ်ကျမ်းပိုင်းတွေကရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၁အခန်းငယ်၁၀ကနေအခန်းငယ်၂၅အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရဲ့